ာဂျူပီတာ channel မှာကြိုဆိုလိုက်ပါရစေ။အားလုံးပဲမင်္ဂလာရှိတဲ့နေ့ရက်နဲ့မင်္ဂလာရှိတဲ့ချိန်လေးကိုပတ်ဆက်နေကြပြီးပြပြရများဝေးကွာကကိုရောစိတ်ပါကျမ်းမာချမ်းသာကြမယ်လို့လည်းမျှော်လင့်မိပါရစေ။အခု reading ကကိုစိတ်ထဲမှာရှိနေတဲ့ကိုမျောလင်းနေတဲ့ပေါ့နော်တစ်ဖက်သူသူကကိုစီကိုအဆက်အသွယ်လုပ်လာမလားဆက်သွယ်လာမလားပေါ့နော်ဒါလေးကိုဖက်ခတ် pine region လေးဖတ်ပေးသားမှာဖြစ်ပါတယ်ရှင်။ဟုတ်ဒီဘက်ကစပြီးတော့သွားပါမယ်။ pine 1 pine 2 pine 3 or number 1 2 3သဘောကြလို့ဖြစ်စေတဘောမဟုတ်ဒီ crystal လေးတွေပေါ့နော်ဒါလေးတွေကိုဒီ locket လေးတွေသဘောကြလို့ဖြစ်စေပေါ့နော်အာကိုစိတ်ကိုဆွဲဆောင်နေတာမဟုတ်ကိုသဘောကြတယ်ဒါမှမဟုတ်ဒီ reading ကိုစကြည့်လိုက်တဲ့အခါမှာပထမအဦးဆုံးမြင်လိုက်တဲ့ group ပေါ့နော်အဲဒီတစ်ခုကိုရွှေပြီးတော့မှအဖြေကိုဆက်ပြီးတော့ကြည့်ပေးပါဒါပေမဲ့ အာ energy အများဆက်ပေးပါတယ်ဒီကိုရွေးလိုက်တဲ့ group ကကိုတက်ကိုအာကိုတက် reader home home ပေါ့နော်ကိုတက် energy ကြိုင်မကြိုက်ကိုတော့အများန်း energy ဆက်ပြီးမှဆက်ပြီးတော့ကြည့်ပြတာဖြစ်တဲ့ကြောင့်မလို့ဘာမှအများကြီးထူးထူးတော့ဟိုစိတ်ဆုပ်ထွေးပြီးတော့တွေးပူနေစရာတော့လိုမယ်မထင်ပါဘူးရှင်ဖန်ဝန်ရထားသူများအားလုံးမင်္ဂလာပါရှင်ဖန်ဝန်ဒီကြောက်ပြလေးကို ွေးထားတဲ့သူများအတွက်ပေါ့နော်။အဲယဉ်စွမ်းကိုယ့်ရဲ့ energy ကိုစစ်ပေးပါမယ်။ Heart broken နဲ့ camera ရကွေးလက်ရှိ energy ကဒီသူနဲ့ပတ်သက်ပြီးနှာကျင်ခံစားနေရတဲ့ခုလိုမျိုး weak ခွာခွဲခွာခဲ့ရတာအဆက်အသွယ်ပြတ်နေတာတွေကြောင့်ပေါ့နော်။ဒီလိုအရာတွေကြောင့်ကိုယ်မှာဆုံးရှုံးလိုက်ရတယ်ဆိုတော့ခံစားချက်တွေနဲ့ကျွမ်းတသားတာဖြစ်နေရဲဆိုတာမျိုးလို့မြင်တယ်။နောက်သူနဲ့ပတ်သက်တဲ့အတိတ်က အမှတ်တရတွေပြန်ပြီးတော့တွေးဖြစ်နေရဆိုတာမျိုးလို့လည်းမြင်နေပေါ့နော်တော့ပြောရရင်တော့လက်ရှိအချိန်မှာဆိုလို့ရှိရင်ဒီအတိတ်ကြောင်းတွေပို့ပြီးတော့တွေးဖြစ်နေတယ်သူ့ကြောင်းတွေပို့ပြီးတော့တွေးဖြစ်နေရဆိုတာမျိုးအတိတ်ကလည်းယုံထွက်လို့မရအောင်ဆိုတော့အနေအထားမျိုးပေါ့နော်ဒီလိုပုံစံမျိုးနဲ့ကိုကိုနာကျင်မှမသိနာကျင်နေရတယ်ဆိုတာမျိုးအဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးတွေးနေရတယ်ပေါ့နော် ဒီ energy နဲ့ကန်ကြီးလို့ရှိရင်တော့ဒီ reading ကကိုတက်ပါပဲဆက်ပြီးတော့ကြည့်လို့ရပါပြီရှင်ဒါဆိုရင်ကိုမျောလင်းနေတဲ့တစ်ဖက်သူပေါ့နော်ဖိုင်1နေစိတ်ထဲမှာမျောလင်းနေတဲ့တစ်ဖက်သူကကိုစီကိုအဆက်အသွယ်လုပ်လာမှုရှိလား အဲ့တော့တပတ်သူကလေဒီမှာမြင်ရတဲ့အရာဆိုရင်တော့ကိုစီကိုအစတော်လောက်လာဖို့မရှိသလိုကိုစီကလည်းတော့ကြောက်ခိုင်းလက်ထွက်သွားပြီဆိုတာမျိုး move on ဖြစ်နေပြီဆိုတာမျိုးလုံမကိုနဲ့ပတ်သက်လို့ပြတ်သားသွားပြီဆိုတဲ့ energy မျိုးကိုမြင်ရတယ်။ပြောရင်ကိုယ့်ပေါ်မှာခံစားချက်ရှိနေဆိုတော့မှပဲဒီခံစားချက်တွေထုတ်ဟထုတ်ပြောမှာမဟုတ်ဘူး။နောက်အဲ့ခံစားချက်ကလည်းသူပြောရှင်သူပြောရှင်ရမယ့်အရာမျိုးမဟုတ်ဘူးပေါ့နော်။အဲ့တော့ကြောင့်မလို့ ကိုနဲ့ပတ်သက်လို့တော့အစ်စ်ပြန်စားတာစားကျင်တဲ့စိတ်မျိုးတွေလည်းမတွေ့ရပါဘူးလို့ကိုနဲ့သူနဲ့ကတယောက်တလန်းစီရှောင်းနေကြပြီဆိုတဲ့အတွေ့အမျိုးနဲ့နောက်လက်ရှိသူ့ဘဝမှာလည်းပဲအဆင်ပြေပြေနဲ့ရှေ့ဆက်နေရဆိုတာမျိုးလိုမြင်တယ်။တချို့ဆိုလို့ရှိရင်ဒီမှာခိုင်မာတဲ့ relationship တစ်ခုကိုတည်ဆောက်ထားပြီးပြီဆိုတာတော့တွေ့ရတယ်ပေါ့နော်။သူ့ဘဝနဲ့သူအဲသူ့ရဲ့ဘဝအတင်မှာတော်တော်လေးကိုအဆင်ပြေပြေဖြစ်နေပြီဆိုတာလို့တွေ့တယ်။ဒါကြောင့်မလို့နှစ်ယောက်ရဲ့ဆက်ဆံရေးကလုံးဝရေဆက်ကုန်သွားပြီ။ပြန်ဆုံတွေ့စီရပြန်ပြီးတော့အစ်စ်ပြန်ပြီးတော့ အမတ်တရတွေဖြစ်လာစေအကြောင်းမရှိတော့ဘူးဆိုတော့အတွေးမျိုးတွေနဲ့သူ့ဘဝမှာအပျော်ရွှင်ဆုံးနေနေရဆိုတာမျိုးနောက်သူ့ရဲ့အနာမှာရှိနေတဲ့သူ့ရဲ့လက်တွဲဘောကိုလည်းပဲတကယ်ကိုနှစ်နှစ်ကကနဲ့ပေါ့နော်သဘောကျတဲ့အပြင်ကိုရေရှည်အထီကိုပါလက်တွဲသွားဖို့စဉ်းစားထားတယ်ဆိုတာမျိုးပေါ့နော်အဲ့လိုမျိုးကိုလည်းမြင်ရတယ်နောက်အချို့ကျတော့ဒါသူ့ရဲ့လက်တွဲဘောမဟုတ်ဘူးဆိုလို့ရှိရင်တောင်သူ့ရဲ့မိသားစုသူ့ရဲ့အလောက်ကိုင်းပေါ့နော်ဒီဘက်မှာပို့ပြီးတော့အာယုံဆက်ပြီးတော့သူ့ဘဝနဲ့သူ့ပဲပို့ပြီးတော့သူ့ဘဝကို ခိုင်မာအောင်ရေရှည်ကိုအဆင်ပြေအောင်ပြည့်စုံအောင်လို့စူးစမ်းနေဆိုတာမျိုးလို့မြင်တယ်ကိုယ်နဲ့ပတ်သက်လို့တော့အတွေ့အကြုံတွေ့နေတာမျိုးပြန်ဆုံကျင်တဲ့စိတ်တွေရှိနေတယ်ဆိုတာမျိုးတော့မတွေ့ဘူးကို့အပေါ်တော့လုံးဝကို move on လုပ်လိုက်ပြီဆိုတာမျိုးပေါ့နော်လုံးဝလက်ကိုလုပ်လိုက်ပြီဆိုတာမျိုးပြတ်သားလိုက်ပြီဆိုတာမျိုးလို့မြင်နေပေါ့နော်အော်ကိုယ်နဲ့ပတ်သက်လို့ကတော့ပြန်နဲ့မကြည့်တော့ဘူးဆိုတာမျိုးပေါ့နော် သူ့ဘဝကိုသူရှေ့ဆက်လိုက်နေပြီဆိုတာမျိုးပေါ့နော်တော့ move on ဖြစ်သွားပြီကိုယ်နဲ့ပတ်သက်တဲ့အရာတွေအကုန်လုံးကိုလည်းထားထားခဲ့ပြီဆိုတာမျိုးပေါ့နော်ကြောက်ခိုင်းထားခဲ့ပြီဆိုတာမျိုးလို့ပြင်နေပေါ့နော်အတပတ်သူနဲ့ပတ်သက်ပြီးတော့ဖိုင်ဝမ်ယူထားတဲ့သူတွေကို blue message လို့ပြင်နေတယ် တော့ message ကတော့ဒီနှစ်ယောက်ရဲ့ဆက်ဆံရေးအခုလိုမျိုးပြန်ပြီးတော့ပြေးလဲခြင်းနေတာနောက်ခုကိုတယောက်တည်းပေါ့နော်ကြိတ်ပြီးတော့ခန်းစားနေရတာနာကျင်နေရတာပြန်ပြီးတော့တစ်ပြန်တိဆောက်ခြင်းနေတာအစ်တစ်ပြန်ပြီးတော့ဖြစ်နေတာသူ့ကြောင့်နေတွေးနေမိနေဆိုတာကကိုတစ်ဖက်သက်ဖြစ်နေရဆိုတာမျိုးလို့တွေ့တယ်ပေါ့နော်အဲ့တော့အဆုံးသက်သွားတဲ့အရာကတော်တော်အချိန်တန်လို့အဆုံးသက်တာဖြစ်တဲ့ကြောင့်မို့လို့ကို့အနေနဲ့ကနောက်ထပ် အစ်တစ်ခုကိုသူမပါဘဲနဲ့တီဆောင်ရအောင်မယ်ဖန်တီးရအောင်မယ်ရှေ့ဆက်ရမယ်ပေါ့နော်အဲ့အတွက်ကိုလည်းကိုယ့်ရဲ့ခံစားချက်တွေကိုဟိုဖုံးကွယ်ထားတာမျိုးတွေမလုပ်နဲ့တော့ကိုယ့်ခံစားချက်အမှန်ကိုသိအောင်လုပ်ဖို့လိုအပ်နေပြီဆိုတာမျိုးတို့မြင်တယ်နောက်တစ်ခုကဒီလူကြောင့်ဖြစ်လာရတဲ့ကိုယ့်ရဲ့ခံစားချက်တွေပေါ့နော်ဒီအရာတွေကဆိုခံစားချက်တွေကမှားယွင်းနေရဆိုတာမျိုးပေါ့နော်အဲ့လိုမျိုးတွေလည်းမြင်တယ်ဒါတွေကိုလည်းသေချာလေးသုံးသပ်တတ်ဖို့လိုအပ်နေပြီဆိုတာမျိုးတို့ message ပေးနေလဲဆိုတာကိုတွေ့တယ်ပေါ့နော်။နောက်ကိုတက်ကိုကိုတွေ့တယ်လို့ပေါ့နော်တွေ့ပြီးတော့ကိုမြေတာထားတယ်လို့ပြန်ပြီးတော့မြေတာထားမဲ့သူမျိုးကိုရဲ့ဆိုးဆိုးမိတ်လို့လူမျိုးပေါ့နော်ဒီလူမျိုးနဲ့ကစုံစည်းဖို့ရှိတယ်စုံစည်းနိုင်တယ်ဒါကလည်းပဲဒီအဆုံးသတ်တဲ့အရာတွေကိုအဆုံးသတ်မှာပဲစုံစည်းရမယ်ဆိုတာမျိုးပေါ့နော်ဒါကြောင့်မို့ဒီလူနဲ့ပတ်သက်လို့ကတော့အာကိုစိတ်ထဲမှာထားမနေနဲ့တော့ပေါ့နော်လလွတ် တင်နေပြီအဆုံးသက်တင်နေပြီနောက်လက်ရှိကိုဖြစ်နေတဲ့ခံစားချက်တွေကလည်းတစ်ဖက်သူမှာတစ်ဖက်သူရောငါလို့ဖြစ်နေပြီလားဖြစ်နေလားဆိုတော့အတွေ့မျိုးရှိရဲဆိုရင်တော့တစ်ဖက်သူမှာဒါမျိုးဖြစ်မနေဘူးပေါ့နော်ကိုတယောက်တည်းတစ်ဖက်သက်ဖြစ်နေတယ်ဆိုတာလို့ပြရတယ်ပေါ့နော်ဒါကြောင့်မလို့ကိုယ့်ရဲ့ကိုယ့်ရဲ့ဘဝကိုလည်းအတိတ်ကနေပြန်ပြီးတော့စတင်ဖို့လိုအပ်နေပြီဆိုတဲ့ message လေးကိုပေးထားပါတယ်ရှင်ဒါကတော့ဖိုင်ဝမ်းကိုရေးထားတဲ့သူများအတွက် region ဖြစ်ပါတယ်ရှင် အားလုံးပဲအဆုံးနေကြည့်ပေးကြတဲ့အတွက်ရောရေးချေပြီးတော့ကြည့်ရှုပေးကြတဲ့အတွက်ရော reading ကိုကြည့်ပြီးတဲ့အခါမှာ like subscribe ပေးခဲ့ကြတဲ့အတွက်ရောကျေးဇူးများတင်ပါတယ်ရှင် personal reading များကိုတော့ Viber နဲ့ Telegram မှာပဲဆက်သွယ်ပြီးတော့ booking တင်ပေးလို့ရပါတယ်ရှင်အားလုံးပဲပေးပေးရများဝေးကွာပြီးကိုရောစိတ်ပါကျမချမ်းသာကြပါစေကောင်းသောလူရင်းစံနာအမှန်တရားလည်းပြီးွားကြပါစေမိမိချစ်ရတဲ့သူတွေနဲ့လည်းဒီလိုစီစီလုံးကြမ်းမမနဲ့နေထိုင်ကြပါစေလို့ဆုမကောင်းတောင်းပေးပါတယ်ရှင်နောက် reading များမှာပြန်ပြီးတော့ဆုံးနေကြပါအောင်ပဲရှင် ဖန်တူရတဲ့သူများအလုံးမဲ့လာပါရှင်။ဖန်တူဒီကြောက်ပြလေးကိုရွေးထားတဲ့သူများအတွက်ရုံဆုံး energy စပေးပါမယ်။အဲ့တော့ခွေလက်ရှိ energy က passion of phoenix တဲ့။ရကူကလေတစ်ဖက်သူနဲ့အစ်စ်ပြန်စားကြနေရဆိုတာလို့တွေ့ရတယ်။ အသက်ပြန်ပြီးတော့တိဆောက်ခြင်းနဲ့ပြန်ပြီးတော့အဆက်အသွယ်ရခြင်းနဲ့ဆိုတာလို့မြင်တယ်။နောက်တစ်ဖက်တူကလေကိုလိုပဲခံစားနေရပြီးတော့ကိုယ်နဲ့စိတ်ချင်းဆက်နေပြီးတော့အော်ကိုလိုခံစားချက်တွေထပ်တူညီနေပြီးတော့ပေါ့နော်သူလည်းပဲအရင်နဲ့မတူတဲ့ပုံစံမျိုးနဲ့ပြောင်းလဲလာလောက်မယ်ပြောင်းလဲနေလောက်ပြီးဆိုတဲ့ပုံစံမျိုးအဲ့လိုအတွေ့အဲ့လိုမျိုးနဲ့ချက်တွေလည်းရှိနေရဆိုတာလို့တွေ့တယ်။ကိုသဘောကျတော့တစ်ဖက်တူလည်းသဘောကျနေလောက်မယ်လို့အတွေ့အမျိုးခံစားချက်မျိုးတွေလည်းရှိနေရဆိုတာလို့တွေ့ရ။နောက်တစ်ခုကဒီလူနဲ့ပတ်သက်ပြီးတော့လည်း တခုပေါ့နော်အဲ့လိုမျိုး connection တခုရှိနေရဆိုတဲ့ခံစားချက်မျိုးဖြစ်နေရဆိုတာလည်းတွေ့နေပေါ့နော်တော့ပြန်ပြီးတော့နှစ်ယောက်ကပုံစံအရင်နဲ့တော့မတူတဲ့ပုံစံမျိုးနဲ့ပေါ့နော်အစ်စ်ပြန်ပြီးတော့စတင်တာတိဆောက်ချင်နေရဆိုတာမျိုးလို့တော့မြင်တယ်နောက်တစ်ခုကဒီမှာကြည့်ရတဲ့ energy ရဒါကအခုဒီညှော်နေတဲ့တစ်ဖက်သူနဲ့မဟုတ်တာမှာပေါ့နော် ကိုအတွက်ကိုတကယ်ကိုစိတ်တူကူတူနဲ့ပေါ့နော်ခံစားရခြင်းထထူကြတဲ့အယူအဆချင်းထထူကြမဲ့ဒီလိုလူမျိုးနဲ့အသက်တိဆောက်မယ်ဆိုတဲ့အလိုမျိုးအတွေ့မျိုးလည်းရှိနေရဆိုတာမျိုးလို့လည်းမြင်နေပေါ့နော်တကယ်လို့ဒီလူမှပြန်မလာဘူးဆိုလို့ရှင်လည်းကိုဘွားမှာအာအသက်လူသက်စိတ်တဲ့နယ်ပေါ့နော်ဘွားအသက်တခုကိုတိဆောက်သွားမယ်အဲအလိုမျိုးပေါ့နော်ဖြတ်တန်းသွားမယ်ဆိုတဲ့အတွေ့မျိုးလည်းရှိရဆိုတာမျိုးလို့တွေ့ရပေါ့နော်ဒါတချို့သောသူတွေအတွက်ကဒီ energy မျိုးဖြစ်နေရဆိုတာလို့မြင်နေပေါ့နော် တော့ဒီ energy နဲ့ကညီဒီ reading ကိုဆက်ပြီးတော့ကြည့်လို့ရပါပြီ။ဒါဆိုရင်ဖိုက်တူကိုရေးထားတဲ့သူတွေရဲ့စိတ်ထဲကရှိတဲ့တစ်ဖက်သူကဖိုက်တူရဲ့စိတ်ကိုဆက်သွင်းလာမလားပေါ့နော်။ အဲ့တော့တစ်ဖက်သူကဖိုင်တွေးထားတဲ့သူတွေရဲ့စိတ်ထဲမှာရှိရတဲ့တစ်ဖက်သူကဆက်သွယ်လာလိမ့်မယ်နော် ကိုမျိုးလင်းထားတဲ့အဆက်သွယ်လုပ်လာမှုရှိတယ်ဆိုတာမျိုးလို့တွေးတယ်အာပြောရရင်အခုချိန်တော့မှပဲကိုเจ้าနဲ့တွေးပြီးတော့ကိုကိုစီဘယ်လိုဆက်သွယ်ရမလဲဆိုတာမျိုးကိုနဲ့ဘယ်လိုအသစ်ပြန်တည်ဆောက်ရမလဲဆိုတာမျိုးအတားမျိုးတွေပေါ့နော်အာနောက်ကိုရွေးချယ်ဖို့အတွက်ပေါ့နော်ဒါကိုစဉ်းစားနေပြီဆိုတာမျိုးလို့ မြင်နေပေါ့နော်အဲ့တော့မကြခင်အချိန်တွေမှာသူစီရနေအဆက်တွေရတာလိမ့်မယ်ဆိုတာလို့တွေ့တယ်ပေါ့နော်음ဒီမှာတွေ့ရတဲ့အရာဆိုလို့ရှင်တော့နှစ်လအတွင်းမှာသူစီရနေအဆက်တွေရတာလိမ့်မယ်အရင်လိုအနေထားမျိုးပေါ့နော်ပြန်ပြီးတော့အရင်ထက်တောင်ပိုပြီးရင်းနေရဲ့အနေထားတစ်ခုတောင်ဖြစ်နိုင်နေပေါ့နော်အဲ့လိုမျိုးပြန်ပြီးတော့နှစ်ယောက်ကတိဆောက်ပြီးတော့ရှစ်ဆက်သွားနိုင်လိမ့်မယ်ဆိုတာလို့တွေ့ရတယ်အမှတစ်ခုရှိတာက တစ်ဖက်သူကနည်းနည်းလေးကြုံကြည့်မှုညော်နေနေဆိုတာမျိုးလိုမြင်နေဒါကကို့မှာတခြားကြီးဆက်ရမယ့်သူရှိနေလားသူ့ထက်ပိုဦးစားပေးရမယ့်သူရှိနေလားပေါ့နော်ကိုကကို့ဘဝနဲ့ကိုနေသားကြသွားပြီလားစသဖြင့်အဲ့လိုမျိုးတွေတွေးပြီးတော့ကြောက်နေရဆိုတာမျိုးလိုလည်းမြင်နေအဲ့အတွက်ကိုလည်းပဲသူ့အနေနဲ့စုံစမ်းနေတာစောင့်ကြည့်နေတာမျိုးတွေပေါ့နော်ဒါမျိုးတွေလုပ်နေရလို့မြင်နေအဲ့တော့မကြခင်အချိန်တွင်းမှာတခုခုကိုဆုံးဖြတ်ချက်ချပြီးတော့ကိုစီကိုရောက်လာလိမ့်မယ်အဆက်အသွယ်လောက်လာလိမ့်မယ်လို့တော့တွေ့ရတယ်ပေါ့နော် ဒီမှာကတော့ Leo energy နဲ့ Scorpio energy တော့ strong ဖြစ်တယ်ပေါ့နော်။ဒါကကိုယ် energy ဒါမှမဟုတ်လဲတစ်ဖက်သူရဲ့ energy ဖြစ်နိုင်တယ်ပေါ့နော်။ဒါဆိုရင်တစ်ဖက်သူနဲ့ပတ်သက်ပြီးတော့ဖိုက်တူရေးထားတဲ့သူတွေကိုဘယ်လို message မျိုးပေးခြင်းလဲ I like you နဲ့ wedding ring တဲ့အဲ့တော့ဒီလူကကိုယ့်ရဲ့ right person ဖြစ်နိုင်နေပေါ့နော်ပြောရင်နှစ်ယောက်ချင်းမှပြန်ပြီးတော့စုံစည်းဖြစ်လိမ့်မယ်ဒီစုံစည်းမှုကစုံမိတ်တယ်နော်နှစ်ယောက်ကစုံမိတ် connection ရှိတယ် past like connection လည်းရှိတယ်ဆိုတော့တွေ့ရတယ်ဒီဘောကဘောတော်တော်များများပတ်သက်ခဲ့တာမျိုးဖြစ်လိမ့်မယ်ပေါ့နော်အဲ့တော့နှစ်ယောက်ရဲ့အခုတယောက်ပေါ်တယောက်ထားတဲ့ခန်းစားချက်ကလည်းခုနကကိုထင်ထားသလိုမျိုးပေါ့နော်တကယ်ကိုနှစ်ယောက်က ထပ်တူကြနေရဆိုတာမျိုးပေါ့နော်အဲ့ဒါလေးကိုပြန်ပြီးတော့ confirm ပေးထားတယ်အဲ့တော့ကိုလည်းသူ့လိုသူလည်းကိုလိုခန်းစားချက်မျိုးတွေဖြစ်နေရဆိုတာလို့တွေ့တယ်ပြန်စုံစည်းကြတယ်ရေရှည်ထီကိုလည်းတွားကြတယ်ဆိုတာမျိုးပေါ့နော်အဲ့တော့ဒါကတခြားအနောက်ရွှေတွေမှာရှိမလားဘူးဆိုလို့ရှိရင်တော့တချို့သောသူတွေအတွက်ကတော့ဒီဒီလူကကိုယ့်ရဲ့တသက်တာလက်သွဲသွားရမယ်ဖူးစာရှင်ပေါ့နော် right person down ဖြစ်လာနိုင်လေဆိုတာမျိုးဒီနှစ်ယောက်ရဲ့ပြန်လဲဆုံးစည်းမှုက ရေရှိပေါ့နော်ပြောရရင်အချိန်အကြာကြီးသွားနိုင်တယ်ဆိုတာမျိုးလို့မြင်တယ်နောက်ထပ်အမှတ်တရအကောင့်နေပြန်ပြီးတော့အာတိဆောက်ဖြစ်လိမ့်မယ်ဖန်တီးခွင့်ရလိုက်မယ်ဆိုတာမျိုးပေါ့နော်အဲ့လိုမျိုးလို့လည်းမြင်တယ်ဟွန်းတချို့တွေတော့ကကြတော့တကယ်လို့ပေါ့နော်ဒါကကိုကအတိတ်ကအရာတွေဝယ်ပြန်ပြီးတော့တွေးပြီးတော့အတိတ်ကအမတရားတွေအတိတ်ကဖြစ်ရတဲ့ဖြစ်ရတဲ့ဆိုတဲ့နေရာမှာကို မကြုံကျင်မခံစားခြင်းနဲ့ပြန်မတွေးခြင်းနဲ့ဖြစ်ရတယ်ရှိတယ်ပေါ့နော်။ဒါတွေဝက်ထက်ခါထက်ခါပြန်တွေးပြီးတော့အတိတ်လိုဖြစ်မလားဆိုတဲ့စိုးရိမ်စိတ်တွေနဲ့ကိုယ့်ကိုယုံကြည်မှုတွေယုံနေမယ်။တစ်ဖက်သူပေါ်မှာယုံကြည်မှုတွေယုံနေနေမယ်ဆိုလို့ရှိရင်တော့တိတ်ကြတာကနှစ်ယောက်ကြားမှာစုံစည်းဖို့ဆိုတာကမဖြစ်နိုင်ဘူး။အာနောက်တစ်ခုကကြတော့အခုလိုမျိုးဝေးကွာခွဲခွာနေရတာကဆက်ပြီးတော့ဖြစ်သွားအောင်မယ်ဆိုတာမျိုးပေါ့နော်။ပြောရရင်နှစ်ယောက်ဆက်ဆံရေးကိုအကောင်းဆုံးပုံစံနဲ့ပြန်ပြီးတည်ဆောက်နိုင်မှာမဟုတ်ဘူး။ဒီကလေးနှစ်ယောက်ကပြန်ပြီးတော့ အစဉ်ပြေခဲ့တယ်ဆိုရင်တော့မှပဲခဏတာဆိုတဲ့ပုံစံမျိုးပဲဖြစ်လိမ့်မယ်အဲ့တော့အတိတ်ကနေယုံထွက်ပြီးတော့ကိုယ့်ကိုယ်လည်းယုံကြည်မှုရှိဖို့တစ်ဖက်သူဘုံမှာလည်းယုံကြည်မှုထားဖို့လိုအပ်တယ်ဒါမှသာအတိတ်ကလိုပုံစံမျိုးတွေထက်ကထက်ကပြန်ပြီးတော့မဖြစ်မှမျိုးပေါ့နော်အဲ့လိုမျိုးကိုတော့ message ပေးထားပါတယ်ရှင်အဲ့တော့ဒါကတော့ဖိုင်တူရေးထားတဲ့သူများအတွက် excuse me reading လေးဖြစ်ပါတယ်ရှင်အားလုံးပဲအစနိုင်ကြည့်ပေးကြတဲ့အတွက်ရောရွေးချယ်ပြီးတော့ကြည့်ရှုပေးကြတဲ့အတွက်ရော reading ကိုကြည့်ပြီးတဲ့အခါမှာ like subscribe ပေးကြတဲ့အတွက်ရောကျေးဇူးများတင်ပါတယ်ရှင် personal reading များကိုတော့ Viber နဲ့ Telegram မှာပဲလက်ခံပြီးတော့ဖြေချပေးပါဖြစ်ပါတယ်ရှင်အားလုံးပဲပြပြများဝေးကွာပြီးတော့ကိုရောစိတ်ပါကျမချမ်းသာကြပါစေနောက်ဆုံးလူရင်းစန္ဒအမှန်တရားလည်းပြပါကြပါစေမိမိချစ်ရတဲ့သူတွေနဲ့လည်းအတူတူစီစီလုံးကြကြမမနဲ့နေထိုင်နေကြပါစေလို့ဆုမွန်ကောင်းတောင်းပေးပါတယ်ရှင်နောက် reading များမှာပြန်ပြီးတော့ဆုံးနေကြပါဦးမယ်ရှင် ဖန်3ရတဲ့များလုံးမင်္ဂလာပါရှင်ဖန်3ဒီကြောက်စိတ်လေးကိုယူထားတဲ့သူများအတွက် return ဖြစ်ပါတယ်အဲ့တော့ရုံစုံကိုရဲ့လက်ရှိ energy ကိုစစ်ပေးမှာဖြစ်ပါတယ်အဲ့တော့ဖန်3တွေကလည်းတော့ထူကြတယ်ထူကြဆိုတာက1နဲ့2နဲ့ကတော့ current energy ကနှက်ကတဲ့ပေါ့နော်ဒီမှာတော့3ကတ်ဖြစ်နေပါတယ်အဲ့တော့ grim reaper separation sort and rose အဲ့နှစ်ယောက်ရဲ့ဆက်ဆံရေးကပြောရရင်အဆုံးသတ်သွားပြီအခုလိုမျိုးလဲ ဝေကွာခွဲခွာနေရတဲ့အပေါ်မှာอืมပြောရနောက်ထပ်အခွင့်အရေးမရှိတော့ဘူးဆိုတဲ့ပုံစံမျိုးပေါ့နော်ဒီလိုအတွေးမျိုးတွေရှိနေပြီးတော့ဝမ်းနေနေတဖက်သူကလည်းတတိယနေရဆိုတာလို့တွေ့တယ်နှစ်ယောက်ကပြန်ဆုံမှုတော့ကမဖြစ်နိုင်တော့ဘူးပြောရတဖက်သူကလည်းကိုယ်စီပြန်လာဖို့ဆိုတာမဖြစ်နိုင်တော့ဘူးကြသားသွားပြီဆိုတဲ့အတွေ့အမျိုးပေါ့နော်ဒါမှမဟုတ်ကိုယ့်ဘက်ကလည်းဖြစ်နိုင်တယ်ကိုယ့်ဘက်ကတူပြန်ပြီးတော့လက်မခံနိုင်တဲ့အခြေအနေမျိုးဖြစ်တာဖြစ်နေတာလည်းဖြစ်နိုင်တယ်ပေါ့နော် အဲ့တော့ကို့အနေနဲ့ဒီ reading ကိုလာကြည့်ရခြင်းရဲ့အကြောင်းရင်းကလည်းကို့အနေနဲ့ပို့ပြီးတော့သိကြခြင်းလို့ဆိုတဲ့ပုံစံမျိုးလိုမြင်နေပေါ့နော်ဒီလိုနဲ့ပတ်သက်ပြီးတော့ဆက်ပြီးတော့မျှော်လင့်တင်မတဲ့အဲတမန်ကိုကိုခန်းစားနေရတလို့မျိုးပဲတစ်ဖက်သူကကိုပေါ်မှာတကယ်ကိုအော်စိန်ကားသွားပြီးကိုနဲ့ပတ်သက်ပြီးမိနိုင်သွားပြီးဆိုတဲ့ပုံစံမျိုးနဲ့ move on တင်မတဲ့ပေါ့နော်ဒါမျိုးကိုပို့ပြီးတော့အခိုင်အမာဆုံးဖြတ်ချက်သိစရာချခြင်းလို့လာကြည့်ရဆိုတာမျိုးလို့တော့မြင်နေပေါ့နော် ် DNG နဲ့ကိုင်ညီလို့ရှိရင်ဒီ reading ကို စက်ကြည့်လို့ရပါပြီ Scorpio energy တော့ဒီမှာမြင်နေနောက် air sign energy လည်းမြင်နေပေါ့နော် Gemini Libra Aquarius နဲ့ Scorpio energy တွေဒီမှာမြင်ရတယ်ပေါ့နော်ဒါဆိုရင် file 3ကိုရွေးထားတဲ့သူတွေရဲ့အစစ်တဲမှာရှိရတဲ့ဖက်သူက file 3အစီကိုအစားတွေလောက်လာဖို့ရှိလာပါတော့ ရီရဲ့စုထဲမှာမျောနေနေတဲ့သူကဖန်တီးရဲ့စီကိုအဆက်အသွယ်လောက်လာဖို့ရှိရဖြစ်ချင်ပါတယ် ဆက်သွယ်ကလောက်လာလိုက်မယ်နော်လက်ရှိအနေအထားမှာသူကိုစောင့်ကြည့်နေရလို့တွေ့တယ်။ဒါပေမဲ့သူ့ရဲ့လက်ရှိအနေအထားကဆက်သွယ်လို့မရသေးတဲ့အနေအထားမျိုးဖြစ်နေရဆိုတာလို့မြင်နေသူမှတခြားရွေးချယ်စရာတွေနဲ့ဦးစားပေးစရာတွေရှိနေသေးတယ်။တခြားလုပ်ရမယ့်အရာတွေတာဝန်တွေလည်းရှိနေသေးတယ်ဆိုတာလို့မြင်နေဒီအတွက်ကြောင့်မလို့ကိုစီကိုဆက်သွယ်လာဖို့ ဖြစ်နိုင်သေးဘူးဆိုတာလို့တွေ့တယ်ပေါ့နော်သူစိတ်ရှိတဲ့အတိုင်းဆက်သွယ်လာဖို့သူစန္ဒအတိုင်းဆက်သွယ်လာဖို့ဆိုတာမဖြစ်သေးဘူးအခွင့်အရေးမပေးသေးဘူးဆိုတာမျိုးလိုမြင်တယ်ဒါပေမဲ့အချိန်တခုရလို့ရှင်တော့ကိုစီကိုပြန်ပြီးတော့ဆက်သွယ်လာမယ်ဆိုတဲ့အတွေးမျိုးခံစားချက်မျိုးလည်းရှိနေတယ်ဆိုတာလို့မြင်တယ်နောက်လက်ရှိအနေအထားမှာလည်းကိုနဲ့ပတ်သက်ပြီးတော့သူလည်းပဲပြန်တွေးနေမိရဲ့ဆိုတာရယ်ပြောရင်ကိုယ်နဲ့ပတ်သက်တဲ့ပျော်ရွှင်စရာအတွေးတွေပြန်ပြီးတော့တွေးနေမိရဆိုတာမျိုးပေါ့နော်ပျော်ရွှင်စရာအမှတ်တရတွေကိုပြန်ပြီးတော့တွေးနေမိတယ်အာ ကိုပေါ်မှာတော့မေတ္တာရှိနေသေးတယ်ဆိုတာလည်းတွေ့ရပေါ့နော်။တန်ရောစင်နေရှိနေသေးတယ်မေတ္တာရှိနေသေးတယ်။ကိုနဲ့လည်းပြန်ပြီးတော့ခွင့်ရရမယ်ဆိုလို့ရှင်ပြန်ပြီးတော့တိစောက်ခွင့်ရချင်နေသေးတယ်ဆိုတာမျိုးပေါ့နော်။အဲ့ဒီလိုမျိုးလို့တော့တွေ့ရပါတယ်။ဟွန်း။အဲ့တော့ဒီနေ့တစ်ချိန်ချိန်တော့ကိုစီကိုအရောက်လာမယ်ဒါမှမဟုတ်ကိုစီကိုဆက်သွဲလာလိမ့်မယ်ဒါပေမဲ့အခုတော့မဟုတ်သေးဘူးပေါ့နော်။အခုတော့သူအနေနဲ့အဲကိုစောင့်ကြည့်နေတာမျိုးတော့ရှိလိမ့်မယ်။နောက်အတိတ်ကအရာတွေနဲ့ပတ်သက်ပြီးပြန်တွေးနေတာမျိုးတွေလည်းရှိလိမ့်မယ်။ ဆိုလို့ဆိုလို့ရှိရင်လည်းနောင်နာရနေတာမျိုးတွေလည်းရှိနေမယ်ပေါ့နော်။ဒါမျိုးတွေတော့တွေ့ရတယ်ပေါ့နော်။ဒါဆိုလို့ရှိရင်တစ်ဖက်သူနဲ့ပတ်သက်ပြီးတော့ file 3တွေကိုဘယ်လို message မျိုးပေးခြင်းလဲ။အေရီစနက်စကော်ပီယိုအနေကြီးတော့ဒီမှာတွေ့ရတယ်ပေါ့နော် separation ဒီမှာ separation ကဒီမှာလည်းပြန်ကြတယ်เนาะအဲ့တော့သူလည်းပဲကိုနဲ့ပတ်သက်ပြီးတော့ကိုကြောင့်နေတွေးနေတယ်တတိယနေတယ်ဝမ်းနေနေတယ်ဆိုတာမျိုးနောက်သူလည်းပဲနှစ်ယောက်ကအဆင်ပြေပါမလားရေရှည်ရောခွင့်ရရှိပါမလားဆိုတော့အဲ့လိုကြောက်စိတ်တွေအတွေ့အကြုံတွေရှိနေတယ်ဆိုတာမျိုးပေါ့နော်အဲ့ကိုနဲ့ထပ်တူ energy မျိုးတွေဖြစ်နေတယ်ဆိုတာလို့တွေ့တယ်။အင်းထပ်တူကြာနေတာပဲ။ ဆိုသူကိုတတိယနေလားကိုเจ้าနေတွေးနေလားသိချင်ရင်တတိယနေတယ်ပေါ့နော်ပေါ့ the fitness အော်ကတည်းကအများကြီးပဲအဲ့တော့နှစ်ယောက်ရဲ့အနေအထားကပြန်ပြီးတော့တိဆောက်လို့ရတယ်ပေါ့နော်ပုံစံအတိုင်းနဲ့ပြန်ပြီးတော့တိဆောက်နိုင်တဲ့အနေအထားမျိုးဖြစ်တယ်ဒါမဲ့အခုတော့မဟုတ်သေးဘူး လက်တလောအနေထားမှာတော့ဟုတ်မနေသေးဘူးဒါကနှစ်ယောက်စလုံးကပြုပြင်ပြောင်းလဲပြီးတော့သွားမှာပဲရမယ်ဆိုတာမျိုးပေါ့နော်အခြေအနေဒီကုံလုံးကပြောင်းလဲပြီးသွားမှာရမယ်နောက်အခုအနေထားမှာတော့တစ်ဖက်သူကသူဆက်သွယ်ခြင်းနေရယ်ဆိုရင်တော့မှာပဲမဆက်သွယ်ခြင်းဘူးဆိုတဲ့ပုံစံမျိုးတွေပြပြီးတော့သူခံစားချက်တွေသူရဲ့ခံစားချက်အစစ်မှန်တွေကိုဖုံးကွယ်ထားလိမ့်မယ်ဆိုတာမျိုးလို့တွေ့ရတယ်ညနှစ်ယောက်ရဲ့အနေအထားကတော့ဒီလိုပေါ့နော် တယောက်နဲ့တယောက်နဲ့ဟာဒဝတ်တခီလိုမျိုးလေးပေါ့နော်ဒီလိုမျိုးတွဲဖက်ပုံစံမျိုးဖြစ်နေတယ်အဲ့တော့ဒီနေ့ဆက်ဆံရတဲ့မှာလဲဟမ်မာနဲ့ပြန်ပြီးတော့ပေါ့နော် fitness your hammer ပါဆိုတော့လုံးဝဖြည့်ဆည်းပြလိုက်ခြင်းနဲ့ရတယ်ဒါမှမဟုတ်လည်းအစ်စ်ပြန်တိဆောက်ခြင်းရင်လည်းရတယ်ခုပေါ်မှာအများကြီးတော့မူတည်တယ်ပေါ့နော်အဲ့တော့နှစ်ယောက်အတူတူပြန်ပြီးတော့စုံစည်းဖို့အတွက်ဆိုလို့ရှိရင်တော့နှစ်ယောက်စလုံးကကိုယ့်ရဲ့ခံစားချက်တွေကိုသိချလေးကိုကိုတိုင်းကပေါ့နော်စပြီးတော့အော်ကိုကိုပြပြသိဖို့လိုအပ်တယ်။နောက်အဓိကကတော့ ဘာမှမဖုံးကွယ်ထားဖို့လိုအပ်တယ်ပေါ့နော်ပြီးလို့ရှင်တော့လုံးဝစိတ်တပိုင်းဆိုင်ရာစပြီးတော့အကုန်လုံးကိုပြောင်းလဲဖို့လိုအပ်တယ်ဒါမှသာလေနှစ်ယောက်ကပြန်ပြီးတော့စုံစည်းလာနိုင်မယ်ပေါ့နော်ဒီမှာတွေ့ရတဲ့အရာဆိုရင်ဒီနှစ်ယောက်ရဲ့ connection ကတော်တော်လေးကိုဘယ်လိုပြောမလဲအာ so connection strong ဖြစ်တယ်ပေါ့နော်နှစ်ယောက်ရဲ့ connection က twin flame လို့ energy မျိုးတောင်ဖြစ်နေရဆိုတာမျိုးလို့တော့ခံစားမိနေပေါ့နော်ဒါတချို့သောသူတွေလည်းပေါ့နော်ဒီဒီပုံဒီယာယီကိုပြောရတာလဲနည်းနည်းလေးတော့ လန်နေပေါ့နော်တချို့ကကျတော့ commit တွေကို twin flame လို့ထင်နေပေါ့နော်ဝေကျွေးရှိလို့ပေးစံနေရတာဟောဒါ twin flame ပဲ twin flame ပဲဆိုပြီးတော့ဒီကိုယ်နဲ့မဖြစ်နိုင်တဲ့သူအကြောင်းကိုတွေးပြီးတော့သူကြောင့်ငိုလိုက်ရီလိုက်အလိုမျိုးနဲ့ကိုယ့်ရဲ့အချိန်တွေကုန်ဆုံးပြီးတော့ energy တွေအကျခံနေဆိုတာမျိုးပေါ့နော်အဲ့လိုမျိုးတွေဖြစ်နေရဆိုတော့လေဒီဘောဟာတာယူပြောဖို့အတွက်ကတော်တော်လေးတော့စဉ်းစားနေပေါ့နော်ဒါပေမဲ့အဲ့လိုမျိုး energy မျိုးပေါ့နော်ပြောရင်ဆိုမိတ်ထက်ပိုးတဲ့ energy မျိုးတွေတွေ့နေရတယ်ဆိုတော့လေတစ်ချိန်ချင်းကြာလို့ရှင်နှစ်ယောက်စလုံးကပြန်ပြီးတော့ စုံစည်းနိုင်တယ်အဲ့ဒါကလည်းပဲကိုကိုရဲ့ကိုရောသူရောနှစ်ယောက်စလုံးကအရင်နဲ့မတူတဲ့သူနဲ့တောက်ဆုံးရှိခဲ့စဉ်ကအာ energy မျိုးနဲ့မတူတဲ့ energy မျိုးပေါ့နော်ပို့ပြီးတော့မြင့်တဲ့ energy မျိုးနဲ့စိတ်ရောလူရောမြင့်ချက်ပြီးတော့ပြောင်းလဲနိုင်တဲ့အခါကြလို့ရှင်တည်ညံ့ တွေးခေါ်ပိုင်းနေပြောင်းလဲနိုင်တဲ့အခါကျတော့ရှင်နှစ်ယောက်ကပြန်ပြီးတော့စုံစည်းဖို့ရှိတယ်ဆိုတာလို့မြင်တယ်ဒီအတွက်ကြောင့်မို့လို့ကိုယ့်ကိုယ်ပဲဦးစားပေးပြီးတော့တိဆောက်ပါပြန်ပြီးတော့ fitness လိုမျိုးပြန်ပြီးတော့တိဆောက်ဖို့လိုအပ်နေတယ်နောက်တစ်ဖက်သူစီရနေပြီးတော့လည်းအဆက်အသွယ်တွေလှုပ်လာဖို့လည်းမျောမနေနဲ့တော့ဗောနော်မျောမနေနဲ့အဓိကကိုယ့်ကိုယ်ပဲအာရုံစိုက်ပြီးတော့ဒါသွားပါဗောနော်တကယ်လို့ဒီလူမဟုတ်လဲပဲကိုယ့်အတွက်က တကယ်ကိုမှန်ကန်တဲ့သူတယောက်ကဟိုဘာတွေကိုရက်ကိုရောက်လာလိမ့်မယ်ပေါ့နော်အဲ့လို message လေးကိုလည်းထပ်ပြီးတော့ပေးထားရဆိုတာတွေ့ရပါတယ်အဲ့ဒါကတော့ Pine Tree ရတဲ့သူများအတွက် reading ဖြစ်ပါလိမ့်ရှင်အားလုံးပဲအဆုံးနေကြည့်ပေးကြတဲ့အတွက်ရောရွေးချယ်ပြီးတော့ကြည့်ပေးကြတဲ့အတွက်ရော reading ကိုကြည့်ပြီးတဲ့အခါမှာ like subscribe ပေးကြတဲ့အတွက်ရောကျေးဇူးများရှိတယ်ပါလိမ့်ရှင် personal reading များကိုတော့ Viber နဲ့ Telegram ကနေပဲလက်ခံပြီးတော့ဖြစ်ကြပေးမှာဖြစ်ပါလိမ့်ရှင် ရစမြအောင်မယ်ပြပြရမြဝေးကွာပြီးကိုရောစိတ်ပါကျမချမ်းသာကြပါစေ။ကောင်းသောလူရင်းဆန္ဒမှန်သမျှလည်းပြဝကြပါစေ။မိမိချစ်ရတဲ့သူတွေနဲ့လည်းအတူတူစည်းလုံးကြကြမမာနဲ့နေထိုင်နေကြပါစေလို့ဆုမကောင်းတောင်းပေးပါရစေ။နောက်ရီးတဲများမှာပြန်ပြီးတော့ဆုံးနေကြပါအောင်ရှင်။